ရဝမ်ဒါနိုင်ငံရဲ့ကျောထောက်နောက်ခံရရှိထားတဲ့ M23 တဘုံဖွဲ့နဲ့ကွန်ဂိုအစိုးရကြားညဉ့်ညိုင်းစာချုပ်ချုပ်ဆိုရေးအတွက်မူပေါင်းသဘောတူညီချက်တရက်ကိုနိုဝင်ဘာ15ရက်ကလက်မှတ်ရေးထိုးခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ကွန်ဂိုနိုင်ငံရှေ့ပိုင်းမှာဆယ်စုနှစ်များစွာကြာဖြစ်ပွားနေတဲ့ပြည်ပခါကိုအဆုံးသတ်ဖို့အားထုတ်ကြိုးပမ်းမှုတွေဟာအောင်မြင်ခဲ့တာမရှိခဲ့ပဲအခုသဘောတူညီချက်ဟာညဉ့်ညိုင်းရေးအတွက်ခြေလှမ်းတရက်ဖြစ်စေခဲ့ပါတယ်။အခုနှစ်အစောပိုင်းက M23 တဘုံဖွဲ့ဟာ ကွန်ဂိုအခြေပိုင်းရှိအဓိကမြို့ကြီး၂မြို့ဖြစ်တဲ့ဂိုမာနဲ့ဘူကာဘူတို့ကိုတင်ပိုက်ခဲ့ပြီးပြည်ပခါကိုအချိန်မြင့်တက်စေခဲ့ပါတယ်။အိမ်နီးချင်းယဝန္ဒာနိုင်ငံရဲ့ထောက်ခံမှုနဲ့အတူ M23 သဘုံအဖွဲ့ဟာတွန်ထွက်ပစ္စည်းတွေပေါ်ကျွယ်သွားတယ်။ ကွန်ဂိုရဲ့အခြေပိုင်းဒေသကိုထိန်းချုပ်ခွင့်ရရေးအတွက်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့ပေါင်း100ကျော်ထဲမှာနာမည်အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကွန်ဂိုမှာဖြစ်ပွားခဲ့တဲ့ပြည်ပခါကြောင့်လူပေါင်း9တန်းခန့်အိုးမဲအိမ်မဲဖြစ်ခဲ့ရတာကကမ္ဘာ့ဘေးမှာအဆိုးရွားဆုံးလူသားချင်းစာနာထောင်ထားမှုဆိုင်ရာအကြက်တဲတွေထဲမှာတစ်ခုအပါဝင်ဖြစ်နေကြောင်းကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ကာတာအမေရိကန်တို့ရဲ့ဂျာဝန်စစ်ဆန်မှုတွေအပြီးမှာဒိုဟာမြို့တော်မှာလက်မှတ်ရေးထိုးခဲ့တဲ့မူပေါင်းသဘောတူညီချက်ဟာညဉ့်ညံ့ရေးသဘောတူညီချက်ရဲ့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့ ရញ្ញံရေးစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်လိုအပ်တဲ့အစီအစဉ်တွေကိုထည့်သွင်းရေးဆွဲထားကြောင်း M23 ကိုယ်စားလှယ်အဖွဲ့ရဲ့အကြီးအကဲဘင်ဂျမင်အန်ဘိုနင်ပါက X လူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။ဘူပေါင်းသဘောတူညီချက်မှာပါတဲ့အစီအစဉ်တွေကိုအခြေတင်ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေနဲ့ရញ្ញံရေးစာချုပ်အတွက်လူဝတ်ချက်တွေကိုတစင်မီတစင်မပြုတ်လောက်ခင်အထီတော့မြေပြင်ကချိန်တွေကပြောင်းလဲသွားမှာမဟုတ်ပါဘူးလို့သူကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ15ရက်ကလက်မှတ်ရေးထိုးခဲ့တဲ့ဘူပေါင်းသဘောတူညီချက်ထဲမှာညဉ့်ညံ့ရေးစာချုပ်အတွက် လိုအပ်တဲ့အစီအစဉ်၈ခုပါဝင်ပြီးသူတို့အနက်၂ခုဖြစ်တဲ့အကျဉ်းသားတွေပြန်လွတ်ပေးရေးနဲ့အပြည့်အခက်ရစဲရေးကိုကြီးကြပ်တဲ့အဖွဲ့ဖွဲ့စည်းရေးအစီအစဉ်တွေကိုစက်တင်ဘာနဲ့အောက်တိုဘာလတွေကလက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်းကွန်ဂိုအစိုးရကထုတ်ပြန်ခဲ့ပါတယ်။အခြားအစီအစဉ်၆ခုအနက်တပုံတွေထိန်းချုပ်ထားတဲ့နေရာဒေသတွေကိုအစိုးရရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ထားရှိရေးလူသားချင်းစာနာထောင်တာမှုဆိုင်ရာအကူအညီပေးရေးဒုက္ခသည်တွေကိုနေရာချထားရေးတို့ပါဝင်ပြီးဒီအချက်တွေကိုလာမဲ့တဲ့ရင်နှစ်ပတ်အတွင်း ဆွေးနွေးသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါဗျာ။